အားလုံးကိုရှင်းလို့လုံးဆက်လိုက်တယ်ဒီနေ့မှာတော့တိုးပွားခြင်းကောင်းခြင်းမင်္ဂလာကိုဘယ်လိုရရှိမလဲဆိုတော့ငကဘတော်လေးနဲ့ကျွန်မခွန်ပေးခြင်းတာဖြစ်တယ်ဖခင်ကကျွန်တော်တို့အသက်တာကိုအမြဲတမ်းကောင်းခြင်းပေးခြင်းနဲ့ဖခင်ဖြစ်တယ်မိတ်ဆွေခုတဲ့ ခံစားရတဲ့ကောင်းကြီးမင်္ဂလာကဘုရားခင်ပေးခြင်းနဲ့အဆုံးထိမဟုတ်သေးဘူးဖြစ်တယ်။ကျမတို့အုံနောက်နဲ့မကြံစည်ရသေးတဲ့နဲ့နေတဲ့အရာတွေတို့ရှင်ကျမတို့အုံနောက်နဲ့တစ်ခါမှမစင်စားဘူးတဲ့ကောင်းကြီးမင်္ဂလာတွေအနာဂတ်မှာဘုရားခင်ကျမတို့ရဲ့ပင်စင်ထားပေးတယ်။ဘုရားခင်နဲ့အတူကျမတို့သွားလာတဲ့အခါမှာကျမတို့ရဲ့အတ္တကတဖြည်းဖြည်းဆိုးရွားသွားတယ်ဆိုတဲ့အရာမဟုတ်ပဲနဲ့ဘုရားခင်နဲ့သွားလာတဲ့အခါမှာကျမတို့ရဲ့ဝိညာဉ်စိတ်ခန္ဓာ၃ပါးစလုံးမှာတိုးပွားခြင်းကောင်းကြီးမင်္ဂလာကိုကျမတို့ရရှိမှာဖြစ်တယ်။ တမကျန်းစာထဲမှာတရချုပ်ခတိလေးအပတ်ငယ်တစ်စင်းမှာရာဘက်ကလည်းကိုလိုဒီကျွန်ုပ်ကိုအစင်ကောင်းကြီးပေး၍ကျွန်ုပ်နေရာကိုကျဲဝင်းစေတော်မူပါအကျွန်ုပ်ဒီဘေးဥပန်းအနောက်အရှေ့နဲ့ကင်းလွတ်ပါမိကြောင်းလက်တော်ဒီအကျွန်ုပ်ဘက်၌နေ၍ကြွယ်ကားတော်မူပါဟုအစ်တွေလာအမျိုးဤဖျားခင်အားဆုတောင်းသက်၍တောင်းလို့ဆုကိုဖျားခင်ပေးပန်းတော်မူရာဘက်ရဲ့ဆုတောင်းခြင်းကိုဖျားခင်နှစ်တက်တယ်အဲ့ဒီဆုတောင်းခြင်းကပါကိုရောကျွန်ုပ်ကိုကြွယ်ကားပေးပါကျွန်ုပ်ကိုကောင်းချီးပေးပါကျွန်ုပ်ရဲ့သေးရာကိုကျဲစေပါ ဆိုကျမတို့အသက်တာမှာဖယားခင်ကိုကျမတို့အဲ့လိုတောင်းတဲ့အခါမှာဟာအရန်ကိုမှလောဘကြီးတာပဲအာဝိညာဉ်ရမဆန်ဘူးလို့လူတွေအမျိုးမျိုးမြင်ကောင်းမြင်တယ်ဖယားခင်ကအဲ့ဒီဆွတ်တောင်းချက်တွေကိုလက်သက်တယ်ဖယားခင်ကျွန်တော်ကိုကျမ်းမာခြင်းပေးပြီအိုယေရှုနာမ၌ကျွန်တော်ဟာတာ၍ကျမ်းမာလာမယ်တာ၍ကောင်းချီးမင်္ဂလာနဲ့ပြည့်တဲ့သူဖြစ်လာမယ် ျွန်တော်ထိလိုက်တိုင်လိုက်တဲ့အရာတွေကတိုးပွားလာမယ်ကျွန်တော်ကအောင်မြင်တော်သူဖြစ်တယ်ကျွန်တော်ကလွတ်မြောက်တော်သူဖြစ်တယ်ကောင်းစားတော်သူဖြစ်တယ်ထိုကဲ့သို့ကျွန်တော်ကြွေးကြော်ဝင်ခံပြီးဘုရားခင်ရှေ့မှာကျွန်တော်ပြောဆိုတဲ့အရာတွေဆွတ်တောင်းတဲ့အရာတွေလေထဲမှာပဲတွင်တော်မှာပေါ့ဘုရားခင်အဲ့ဒီဆွတ်တောင်းခြင်းကြွေးကြော်ခြင်းတွေကိုအပြည့်ပေးမှဘုရားခင်တဲ့တင်ကိုကောင်းချီးပေးမယ်တင်ပြောတဲ့အရာတွေတင်ဆွတ်တောင်းတဲ့အရာတွေကိုဘုရားခင်ရစေမှာဖြစ်တယ်ဒါကြောင့်လဲဆိုဘုရားခင်အလိုတော်နဲ့ညီနေတဲ့ဆွတ်တောင်းခြင်းကိုတင်ဆွတ်တောင်းဖို့ဖြစ်တယ် တော့မိတ်ဆွေတင့်ရဲ့အထက်မှာတသေးလေးတွေကိုပဲတင်စိတ်ကူးမရင်ပါနဲ့ဆုတောင်းဖို့အတွက်ဒီနေ့တင့်ရကြီးမားတဲ့အရာတွေကိုတောင်းဖို့အတွက်ဘုရားတခင်တင့်ကိုအလိုရှိတင့်ကိုကောင်းကြီးရစေခြင်းနဲ့တင့်ကိုတိုးပွားစေခြင်းနဲ့ဘုရားတခင်ဖြစ်တယ်ဆိုတော့ကိုကျွန်မတို့တွေ့ရတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့အသက်တာမှာတိုးပွားဖို့အတွက်ဘုရားတခင်တမန်ကျမ်းစာထဲမှာနိမန်နဲ့အများကြီးပေးထားတယ်အဲ့ဒီအရာတွေကနံပါတ်၁ကတော့ဘုရားတခင်ကကျွန်တော်တို့အသက်တာကိုဘယ်အချိန်မှာကျွန်တော်တို့ကိုတိုးပွားစေလဲကျွန်တော်တို့ကနေရမှန်းမှာ ရှိနေတဲ့အချိန်မှာဘုရားခင်ကျွန်တော်တို့ကိုတုံ့ပွားစေတာဖြစ်တယ်။ဘုရားခင်ကအာဗြဟံကောင်းကြီးပေးဖို့တဲ့တင်းရဲ့နေရင်တည်တဲ့နေရင်တည်တဲ့အမျိုးသားတွေပေါ့ပေါ်တွေကနေထွက်ခဲ့ပါလို့အာဗြဟံကိုဘုရားခင်ပြောတယ်။အဲ့ဒီနေရာမှာရောဘုရားခင်ကောင်းကြီးပေးလို့မရအောင်လား။မရအောင်ဖြစ်တယ်။ဘုရားခင်ကောင်းကြီးပေးဖို့အတွက်ဘုရားခင်ပြညွန်တဲ့အရက်ကိုသွားရမယ်။ဘုရားခင်ကောင်းကြီးပေးမဲ့အရက်ဆိုတာရှိတာဖြစ်တယ်။မင်းဆိုအဲ့ဒီအရက်မှာတင်ရှိနေခြင်းဟာ တင့်ကိုကောင်းကြီးဖြစ်စေတယ်။ပြီးတော့ကပ္ပဦးချင်းခန်းကြီးနဲ့ဆက်ချအပိုက်ရဲ့မြင့်မှာလည်းကျွန်တော်အေးစက်ကိုတွေ့ရတယ်။ဖရာရကအေးစက်ကိုအဲ့ဘလို့ပြုံးမတော်အောင်ခိုင်းဘူး။ဖရာရကပြတဲ့နေရာမှာပဲနေခိုင်းတယ်။ဆိုတော့ဖရာရဲ့အတန်ကိုနားထောင်ပြီးသူမတော်တဲ့အတော့ကြောင့်မို့အဲ့ဒီနေရာမှာတနစ်ထဲမှာအစတရာတော့မျိုးစေ့အတိအနဲ့တွေကိုရိတ်ရတာဖြစ်တယ်။ကောင်းကြီးရတာဖြစ်တယ်။တကယ်တော့ဖရာရဲ့အတန်တော်လေးမှာတည့်ရဲ့ကောင်းကြီးနေကြလားရှိတယ်။ နေရာရင်းနဲ့မဆိုင်ဘူးတကယ်တော့အဂဒူပြီဆိုတာကစီးပွားရေးလုပ်တဲ့အချိန်မှာအရန်မောင်ကအကောင်းဝင်နဲ့ပြီးဖြစ်တယ်အခွင့်အရေးနဲ့အများရှိတဲ့နေရာကိုဖျားရည်မတော်ခိုင်းဘူးဒါပေမဲ့ဖျားခင်ကသူ့နေဆိုတဲ့နေရာမှာနေတဲ့အချိန်မှာကောင်းကြည့်ပေးတယ်ကျမတို့အသက်တာမှာလည်းအော်လူတွေကအောင်မြင်နေတယ်အဲ့ဒီမြို့ကိုသွားလို့ရှင်ငါတို့အောင်မြင်မယ်အဲ့မျိုးသွားလို့ရှင်လို့စီးပွားဖြစ်မယ်ဆိုတဲ့အသွေးခေါ်ကြီးကျမတို့ရှိတယ်။ဒါပေမဲ့ဖယားခင်စီမှာကြတော့ကျမတို့ရဲ့အောင်မြင်ချက်အပြင်းအထန်လား ကျမတို့ရဲ့အောင်မြင်ခြင်းကဖရားရဲ့နေစေတဲ့အရာမှာကျွန်တော်တို့နေခြင်းရတယ်ဖရားရဲ့ကောင်းခြင်းမင်္ဂလာအဲ့ဒီနေရာမှာတိုးပေါ်ဖြစ်တယ်အဲ့ဒီနေရာမှာတောင်းလာပေးမှာဖြစ်တယ်ဖရားရဲ့အတူတူလူမျိုးတွေကိုဂေါ်ရှင်အရာမှာထားတယ်အဲ့ဒီဂေါ်ရှင်အရာမှာဖရားရဲ့သူ့ကိုကာကွယ်ပေးတယ်အဲ့ကတူလူမျိုးတွေကမောင်မိုက်တွေနဲ့ကြုံတွေ့ရတယ်မိုးကြီးတွေသူ့ကိုချီတယ်များတော်တော့စီရင်ခြင်းတွေခံရတဲ့အခါမှာဂေါ်ရှင်ဆိုတဲ့အရာကိုဖရားရဲ့ကာကွယ်ပေးတယ်အဲ့ဒီနေရာမှာအဲ့ဒီအရာမှာသူ့ကိုကောင်းချီးပေးတယ်တောင်းလာတရိစံ လူတွေကိုတိုးပွားစေတယ်။နောက်ဆုံးအဲ့တို့လူတွေတော့မှကြောက်ရတဲ့အချိသူတို့တော့မှစိုးရင်ရတဲ့အချိသူတို့တော့မှမနာလိုရတဲ့အချိဘုရားကသူတို့ကိုကောင်းချီးပေးတိုးပွားစေတယ်။ဒါကြောင့်လေဘုရားရဲ့ရှိစေတဲ့အရက်မှရှိတဲ့အခါမိတ်ဆွေရဲ့တသက်မှာတိုးပွားမှာဖြစ်တယ်။ ဘုရားတကယ်တင့်ကိုရှိစေတဲ့အရင်မှန်လေဆိုရင်အခုချိန်မှာလောဆယ်မှာတင်ခက်ခဲမှုတွေဂျုံကောင်းဂျုံမယ်အစမပြေခြင်းတွေဂျုံကောင်းဂျုံမယ်ဒါပေမဲ့တင်တစ်ဖြည်းဖြည်းတည်လာမှာဖြစ်တယ်အဲ့ဒီအရင်မှာဘုရားတကယ်တင့်ကိုအစဥ်မှာတင်အမေးဖြစ်တယ်အမေးဖြစ်တော့လေတင့်ကိုအမေးမဖြစ်စေပဲဥကောင်းဖြစ်စေအစဥ်မှာတင်လာတဲ့အခါမှာဘာမှမရှိရင်လေပိုင်ဆိုင်မှုတွေဘာမှမရှိရင်ဘုရားတကယ်တင့်ကိုကောင်းချီးပေးတဲ့အရင်မှာဘုရားတကယ်တင့်ကိုအိမ်ပေးမယ်ကားပေးမယ်ဘုရားတကယ်တင့်ရဲ့အဥ္စာပစ္စည်းတွေကိုတိုးပွားစေမယ်တင့်ရဲ့ saving checking ထဲမှာ ကောင်းကြီးမင်္ဂလာတွေကိုပေးနေတယ်။ဒါကြောင့်မို့တင်မေးဖို့အတွက်လို့ဘုရားကကိုတော့ကျွန်တော်ကိုအရက်မှာတကယ်နေစေလား။ကိုရောနေစေတဲ့အရက်ဆိုရင်ကျေးဇူးတော်ချီးမွမ်းပေးတဲ့အဲ့ဒီနေရာမှာတစ္ဆာရှိသွားလို့ဆောင်တာတစ္ဆာရှိစွာဘုရားခင်ရဲ့အမှုတော်ကိုဆောင်ပါဘုရားခင်ကလုံခိုင်းတဲ့အရာတွေကိုလုပ်ပါဒါဆိုရင်မိတ်ဆွေရဲ့နေရာမှာဘုရားခင်ကောင်းချီးမင်္ဂလာမှုတွန်းလာမှာဖြစ်တယ်